အဲ့တော့သူဒီ assessment resistance frame နဲ့မှမပါပြင်မဲ့လေကားတွေကစဉ်းစားကြည့်ပါတော့ငလင်လောက်တဲ့အချိန်မှာလေကားတွေပြိုသွားပြီဆိုရင်ဘယ်လိုလုပ်မလဲဟုတ်တယ်မပြေးစမ်းတာပဲပြေးမှာလေဆိုတော့လေကားတွေကနေပြေးစမ်းမှာလေအချိန်လေကားတွေပြိုနေပြီဆိုရင်ခုံချရမှာပေါ့အကောင်ပေါ့နော်အဲကြောင့်လေကားတွေကပြိုသွားလို့တော့လည်းမရဘူး assessment မှာလုံးဝနက်ကလက်လောက်ထားလို့လည်းမရဘူး assessment frame နဲ့မှလည်းမပါဘူးသူကနော်အဲ့တော့ဟိုမြောက်ဒီမြောက်ပေါ့အဲဒီလိုမျိုးပြိုသွားလို့တော့မရဘူးပေါ့နော်ဟို total collapse ဖြစ်သွားလို့တော့မရဘူး crack တွေပါတယ်တော့ပေါ့လား အဲ့တော့ဒါ RC ကိုပြောတာเนาะအဲ့တော့ steel structure တွေဆိုတော့ကျွန်တော်တို့အကြောင်းသူ့ကို assessment force ကိုတူးစီမရအောင်လို့ဒီလို separate လုပ်လိုက်တယ်ဟိုကျွန်တော်တို့ကို isolate လေ isolated building တဘောပဲဒီနားလေးမှာကျွန်တော်တို့ကဒီလေကားနဲ့ inclination ပါเนาะ inclination မှာ ਨੇ ဒီ horizontal member ဘင်းဖြစ်ဖြစ်ပါဖြစ်ဖြစ်အဲ့ကြာမှာသူက isolated လေးမျိုးတဘောပေါ့เนาะဒီ plastic sheet ဒါမဟုတ်ဒီအဓိကတော့ sliding ကို ခွင့်ပြုနေမယ် membrane တစ်ခုထည့်ပေးလိုက်တယ်အဲ့တော့ तू ကဒီမှာဒီပုံ sleeve ဆိုတဲ့ဆရာတွေကပို့ပြီးလောက်လောက်ကောင်းတယ်ဒီလို तू ကငလင်းလောက်တဲ့အချိန်မှာ तू ကကျွန်တော်ဟိုဘယ်လိုပြောမလဲ isolator လိုပဲရှေ့နောက်ယူနေမှာပေါ့နော် bank loan လိုပဲလိုက်နေမှာအဲ့တော့ဒီ joint ကို तू ကလာပြီးထောက်ခံပေးတော့အဲ့တော့ RC တွေမှာတော့အဲ့လိုမျိုးလုပ်ဖို့မလွယ်သေးဘူး precast တွေမှာတော့လုပ်လို့ရတယ်ကျွန်တော်ဟိုတံတားတွေလေလဲလန်ကုန်းကျော်တံတားတွေပါတွေအောက်မှာထည့်လို့ bearing pad ပေါ့နော် LED ထည့်ရတယ်ဒါပေမဲ့ဟို local business ြောရင်အိမ်ဒီမှာအဲ့လိုထဲကန်ကြီးပါလားနော်ဟိုဟာဒီမမ်းမသိပြောမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့ဒီပုံစံနဲ့သွားတယ်အဲကျွန်တော်တို့ assessment ကို colony bin နဲ့ဖြစ်တဲ့ frame တွေကအဓိကကုကံမယ်ဒါပေမဲ့လေကားကလည်း percentage တစ်ခုအနေနဲ့အလုပ်လုပ်မယ်ပေါ့နော်25%လောက်တော့အဲ့ကြောင့်ကျွန်တော်တို့ထည့်ဆွဲတာလေကားကိုထည့်ဆွဲခြင်းမဆွဲခြင်းဆိုတဲ့ idea နှစ်မျိုးရှိပါတယ်နော်အဲ့တော့ထည့်ဆွဲရင်ဘာလို့ဆွဲလဲထည့်မဆွဲရင်ဘာလို့မဆွဲလဲဆိုတာသိရမယ်